ဟာဈေးပြောင်းတက်ချင်လဲရတယ်အဲ့လိုမဟုတ်ဘဲねတကယ်ဟိုဟာပေါ့ international brand တွေမှာဆိုအခုနောက်ပိုင်းဈေးပြောင်းတွေတိတ်မတုံးတော့ဘောเนาะဈေးပြောင်းတွေကကြတော့ကွဲတာတွေဖြစ်လာတယ်အဲ့အဲ့အတွက်ကြောင့်မလို့ဒီလိုမျိုးရိုးရိုးစိတ်ကိုပဲခါဝင်သေးတယ်မှာဟောเนาะဟိုဘာမီတွေမှာစကတ်တွေမှာရောတုံးတယ်တုံးတဲ့ချိန်ကြာရင်အခုဒီဟာဒီအခုဒီဟာလေးကကြတော့အဲ့ခါဝင်နေဆိုရင်လဲနောက်ချမ်းနေပေါ့เนาะနောက်ချမ်းနေမှာတုံးလာကြတယ်အဲ့တော့ဒီကောင်ရဲ့တက်နီလေးကိုချဲတင်ပေးမယ်အလွယ်ဆုံးနီးလေးနဲ့တင်ပေးမယ်နော်အဲ့တော့ဒီဈေးကတော့အရှိအတ ူကတော့ကိုကြိုက်တယ်လို့တောင်းလို့ရတယ်ပေါ့နော်ဒါလေးကိုချေဖြုတ်လိုက်မယ်အဲတော့ဘေးချုပ်ယူမှာပဲတက်တက်နောက်ချုပ်ယူမှာပဲတက်တက်ကြိုက်တဲ့နေရာမှာတက်လို့ရတယ်နော်အဲကြိုက်တဲ့နေရာမှာတက်လို့ရတယ်အဲတော့အခုသူ့ရဲ့ဒီကောင်လေးမှာဆိုရင်အခုချေဘေးမှာတက်ပြပေးမယ်နော်ဘေးမှာတက်ပြတော့ဒီကောင်ကပိတ်မှလှဒီဖက်ချမ်းကလည်းပိတ်မှလှပဲပေါ့နော်အဲတော့ အဲ့လိုမျိုးဈေးဟိုပါပေါ့နော်ဒီလိုမျိုးဈေးတွေပါတက်ဖို့ရှိရဲဆိုရင်ခြေဝချုပ်စာတွေကိုလေးစိတ်စီထားတယ်နော်ဘေးချုပ်ရိုးတွေကိုလေးစိတ်စီထားတယ်အဲ့တော့အခုဒီမှာချုပ်စာဒီဘက်ကိုလေးစိတ်ဒီဘက်ကိုလေးစိတ်ပေါ့နော်အဲ့ဒီတိုင်းလေးထားတယ်ထားပြီးသားလို့ရှိရင်ခြေတို့အခုဒီမှာတော့ခြေဝဓာတ်ဆက်လေးလိုက်ထားတယ်ပေါ့နော် line နဲ့ကပ်ပြီးမှဓာတ်ဆက်လိုက်လည်းရတယ်နော်ကိုကြိုက်တာတုံးလို့ရတယ်အခုခြေကအခုဒီဟာလေးနော်ဓာတ်ဆက်လေးပေါ်ကနေဒီဟာလေး line နဲ့လေးကပ်မယ်နော်ဘာလို့လဲဆိုတော့ဒီလိုမျိုးကပ်လိုက်ခြင်းအပြင်ဈေးတက်တဲ့အချိန်ကျရင်ပို့ပြီးတော့ချုပ်လို့ကောင်းတယ် ယ်နော်ပိုလဲပိုတက်ရတယ်ပေါ့နော်အဲ့တော့အခုဒီမှာအဲ့တော့ဒီဟာလေးစက်ခုလိုင်းနဲ့ကတ်လဲရတယ်ချဲအခုဒီဟာလေးဆိုရင်သူတခါတည်းအော်တိုဖြတ်ပြီးလာပေးပြီးသားပေါ့နော်ဟိုဟာဒီမှာမေချင်သေးတို့ကျယ်စင်လင်းတို့မှာရောင်းတယ်နော်အဲ့အားဆိုတော့ချဲအခုဒီမှာဒီဟာနေ့တိတိနော်ကတ်လိုက်တယ်သူ့အပြားလေးချုပ်စာလေးနော် ဒါကြပိတ်သားလေးပေါ့နော်ပိတ်သားလည်းရှိရယ်စက်ခုသားလည်းရှိတယ်အရှေ့ကကြတော့သူရဈေးအရှင်သားပေါ့နော်ဈေးအရှင်သားထိနော်အဲ့တော့အခုဒီမှာချဲအလိုက်တင်လေးကတ်လိုက်တယ်ပိတ်ကားကြတော့ပို့ပြီးတော့ဆွဲလို့ကောင်းတယ်အဖြောင်းနေဆိုရင်ချဲဘာစက်ခုလိုင်းနေတုံးပြီးတော့နည်းနည်းဒီလိုမျိုးခုံးတဲ့ဖတ်တယ်ဆိုရင်ချဲဘာအခုဒီလိုမျိုးပိတ်စားလိုင်းနေလေးကိုတုံးတယ်အဲ့တော့ကိုစစ်တက်မဲ့ဖက်ချမ်းပေါ့နော်ကိုစစ်တက်မဲ့ဖက်ချမ်းမှာလိုင်းနေလေးတွေကပ်လိုက်။ရပြီနော်။ အခုတင်မှာခြေလို့အခုတက်ပြမဲ့ဈေးဈေးတက်နေလေးရကြတော့ဘေးစစ်တက်နေပေါ့နော်ဘေးစစ်တက်နေရောခြေကဈေးဖုံးလေးနဲ့တက်တာအဲ့ဒါကိုဘာလို့ခေါ်လဲဆိုရင် lab zipper လို့ခေါ်တယ် L A P P E D lab zipper နော် list ဟိုပါပေါ့နော်ဒီတက်နေလေးရကြတော့ခြေလို့ဟိုပါပေါ့အခု international brand တော်တော်များများဒီတက်နေကိုပဲသုံးကြရတယ်အခုနောက်ပိုင်းဈေးပြောက်တွေကိုမသုံးတော့ဘဲနဲ့ဒီလိုဈေးလေးတွေကိုသုံးတယ်ဘာလို့လဲဆိုတော့စွဲရလဲကောင်းတယ်တက်တောင်းတတာရှိတယ်နော်အဲ့ဒီတက်ကြမလို့ဈေးပြောက်တွေကိုတိတ်ပြီးအရင်မသုံးကြတော့ဘူးန ော်။ Okay ဟုတ်ပြီအားဆိုရင် channel ကိုဒီတက်နီးလေးကိုတစ်ချက်သေးချလေ့ကျင့်ရအောင်နော်။ Okay ဟုတ်ပြီဒီလိုမျိုးပြောချက်ပြောပြီးသားဘယ်စက်မဆိုတတ်တော့မယ်ဆိုရင်ဇစ်တက်ဖို့စိတ်ကိုရှိရင်အဲ့ဒီဘက်မှာချုပ်စာဘယ်လောက်ထုတ်မလဲ။ 1.2cm 1.2cm ရမယ်နော်။ Okay ဟုတ်ပြီ 1.2cm စီထုတ်တယ်။ပြီးသားလို့ရှိရင်အဲ့ဒီဇစ်တက်တော့မယ်ဆိုတာနဲ့တမီးတို့မှတ်ထားရမှာက lining လေးတွေကတ်ချပလိုက် နော်အခုဒီအားမှာဆိုရင်လည်းချဲသူ့ရဲ့ဟိုဟာဒီပိတ်စားလိုင်းနေလေးကတ်ထားတယ်။ဘာဖြစ်လို့ပိတ်စားလိုင်းနေလေးကိုတုံးလဲဆိုရင်ဒါရမေချင်သေးတို့ကျဲစင်လင်းတို့မှာဝယ်လို့ရတယ်။တကယ်လို့ပစ္စည်းပြတ်သွားလို့ဝယ်လို့မရအောင်ဆိုရင်လည်းကိုယ့်ရဲ့ core page ကိုဆိုပါဆိုဒီမှာချုပ်စာ1.2ဆိုရင်1.2 CMB ညှက်ပြီးတော့ထပ်ထားလို့ရတယ်နော်။မရှိရှိတာနဲ့ချဲလို့လောက်ကမှာပေါ့နော်။အဲ့တော့ဒီမှာကပိတ်စားလိုင်းနေပိတ်စားလိုင်းနေဘာလို့တုံးလဲဆိုဒီလိုမျိုးခုံးတဲ့ဟာလေးဆိုရင်ချဲလို့ဒီလိုပိတ်စားလိုင်းနေလေးကလို့လို့တက်လို့အကွေးအဆန့်လောက်သွားလို့ရတဲ့အတွက်ကြောင့်မလို့အဆင်ပြေတယ်။အဖြောင်း ောက်ပိုင်းနေဆိုရင်ကြတော့ခြေသွာအခုဒီလိုမျိုးစက်ခုလိုင်းနေလေးကိုတုံးတယ်เนาะအဲ့တော့ဒါကိုကြိုက်တာရွေးတုံးလို့ရတယ်အဲ့တော့ဒီကနေ့တီတီအရှေ့ရကြတော့ဘယ်ဘယ်ရှေ့လို့ရတော့မဟုတ်ဘူးကိုယ့်ရဲ့ဇစ်เนาะဇစ်ထက်ရှင်ရင်ရပြီရမယ်เนาะโอเคဟုတ်ပြီအဲ့ဆိုရင်ခြေသွာအခုဒီမှာဒါမလှဖတ်ချံပေါ့เนาะမလှဖတ်ချံကိုခြေဒီလိုချစ်လိုက်မယ်ဒီကိုလည်းမလှဖတ်ချံခြေအခုဒီလိုလေးချစ်လိုက်တယ်ရမယ်เนาะโอเคဟုတ်ပြီအဲ့ဆိုရင်ဒီကမလှဖတ်ချံဒီဘက်ကမလှဖတ်ချံအဲ့တော့ဒီကောင်လေးကိုခြေကဒါမေးဖို့တိုင်းပြတ်တာเนาะဒါလ လေးရချဲလို့ရှေ့ချမ်းပေါ့နော်အဲဆိုရင်ဒီကောင်လေးရကြတော့ချဲလို့နောက်ချမ်းပေါ့ရမယ်နော် B လို့ချဲပေးလိုက်မယ်နော် Okay ဟုတ်ပြီအဲဆိုလို့ရှင်ချဲလို့အခုဒီကနေစပြီးတော့တတ်တော့မယ်ဆိုရင်ပုံမှန်အတိုင်းပဲဒီမှာပါရှိလေချုပ်စာ 1cm ရှိတယ်ဟုတ်တယ်နော်ချုပ်စာ 1cm ရှိတယ်အဲ့ရောသူ့ရဲ့ဇစ်ကိုအခုဒီကနေဒီမြင်တယ်နော်ဒီဒီနေရာလေးဆေးရဲ့အဆုံးလေး ဒီကောင်ကခြေကုတ်ဒီမှာဘေးမှာတက်ပြနေပေမဲ့လေနောက်ချမ်းလေးမှာလည်းတုံးလို့ရရနော်ဘယ်နေရာမှာဆိုတုံးလို့ရရနော်ရှေ့မှာလည်းတုံးလို့ရโอเคဟုတ်ပြီအဲ့ဆိုသူ့ရဲ့ဒီနေရာလေးနော်ဒီဒီမြင်းနဲ့ဒီမြင်းလေးနဲ့ကွက်တီလေးသွားပြီးတော့သူ့ရဲ့ဒီထိဘယ်ထိသားမလဲဆိုရင်ဒီမှာနော်ဘယ်ထိသားမလဲဆိုရင်ဒီစေရိုးတွေ့ရနော်ဒီစေရိုးလေးရဲ့အောက်မြင်လားမင်းနော်ဒီနားမှာခြေလို့မာကင်လေးမှတ်ထားလိုက်ပြီရမယ်နော်โอเคဟုတ်ပြီအဲ့တော့ပြောချင်တာကွာဒီမှာခြေလို့ဒီမှာချုပ်ရိုးလေးရှိတယ် ရမယ်နော်ဒီချုပ်ရိုးလေးကနေချုပ်ကူဒီမှာဘယ်ထိလဲဆိုတော့သူ့ရဲ့ဒီနေရာကနေဒီထိမှကင်လေးမှတ်လိုက်ရမယ်နော်โอเคဟုတ်ပြီအားဆိုရင်ချေလို့ဒီနှစ်လွှာကိုအလှအလှချင်းထပ်ပြီးတော့ဘူးမယ်အလှအလှချင်းထပ်မယ်ပြီးတော့ရင်ဒီမှာချေလို့ဒီမှာသူ့ရဲ့ဟိုကောင်လေးရှိရယ်သူရဲ့ဒီချုပ်ရုံနဲ့ဒီချုပ်ရုံနဲ့နော်ဒီလိုလေးတွဲမယ်။ Okay ဟုတ်ပြီ။အားဆိုလို့ရှိရင်ဟိုဟာချုပ်ချုပ်ပေးမယ်နော်။အခုဒီနေရာအထိနော်။ ဒီနေရာနော်ဒီနေရာနဲ့ခြေတုပ်ပြီးတော့ထောက်လျှောက်ချုပ်သွားမယ်ဘယ်ထိချုပ်သွားမလဲဆိုတော့အောက်ထိချုပ်သွားမယ်အဲ့ထိအရင်လုပ်မယ်နော်မေးဖို့ခွဲတိုက်တဲ့အချိန်ကြရင်အခုဒီနောက်ချမ်းဖတ်နော်နောက်ချမ်းဖတ်ကိုကြာတော့ပေးထားတဲ့ချုပ်ရုံနဲ့ချဲ့ဘာလို့လုပ်မလဲဆိုကွက်တိခေါက် နော်နောက်ချမ်းဘက်ကိုပေးထားတဲ့ချုပ်ယုံနဲ့ဘယ်လိုခောက်မလဲကွက်တီခောက်ရမယ်နော်နောက်ချမ်းဘက်ကိုပေးထားတဲ့ချုပ်ယုံနဲ့ဒီမှာကွက်တီခောက်ချမယ်နောက်ချမ်းဖတ်ကိုနော်ရှေချမ်းဖတ်ကိုကြတော့အခုဒီမှာခြေလို့ဓာတ်ဆက်လေးလိုက်ထားလေးရှိရနော်အဲ့ဓာတ်ဆက်လေးထက်နည်းနည်းလေးကြော်ပြီးတော့ခောက်လိုက်ရင်ရပြီအခုဒီမှာကြည့်ပြီနော်ရှေချမ်းကိုခြေဝါဟိုရှော့ခောက်တဲ့သဘောလေးပေါ့နော် နော်ဓာဆက်ဓာဆက်လေးမမြင်ရုံလေးပဲရှော့ပြီးတော့ခောက်လိုက်ရင်ရပြီနော်ဘယ်ထိခောက်မလဲဆိုရင်ဒီမှာတုတ်ထားတဲ့နေရာထက်နည်းနည်းလေးကြော်ပြီးတော့ခောက်လိုက်မယ်နော်โอเคဟုတ်ပြီအဲ့ဒါပြီးသားလို့ရှင်ချက်အခုဒီမှာလောက်တာလေးတစ်ချက်ကြည့်မယ်နော်အခုရှော့ပြီးတော့ခောက်ထားတယ်တွေ့လားရှော့ပြီးတော့ခောက်တဲ့အတွက်ကြောင့်မဟုတ်လို့သူလဲဇစ်လိုပဲပေါ့နော်ရှော့ပြီးတော့ခောက်တယ်ဒီဘက်ကကြာကွတ်တီခောက်ထားတဲ့အတွက်ကြောင့်မဟုတ်ချက်တို့ဒီမှာချုပ်ပြီးသွားရင်အော်တိုဘာဖြစ်နေပြီးသားလဲအုပ်ပြီးသား ရမယ်နော်အဲ့ဒီအတွက်ကြောင့်မဟုတ်လို့အခုဒီကနေအဲ့ခောက်ထားတဲ့ဒီတိုင်းလေးရှိမယ်နော်ဒီကောင်လေးကိုချက်အခုဒီမှာသူ့ရဲ့ဒီကောင်လေးနော်အဲ့တော့ဒီနေရာမှာချက်လို့ပုံမှန်တိုင်းလေးပဲဒီမှာပါရှိမယ်ချုပ်စာ 1cm ရှိမယ်အဲ့ဒီချုပ်စာ 1cm နဲ့ဒီအခုဒီမှာတွေ့ရနော်ဒီကောင်ရဲ့ဈေးရတက်ဝက်လောက်ပေါ့နော် ြစ်ဖြစ်နော်အဲ့တော့သူ့ရဲ့ဒီကောင်းလေးနဲ့ဒီကောင်းလေးနဲ့အခုဒီလိုလေးတင်မယ်နေနော်တိုင်မနပြီးတော့ရင်သူ့ရဲ့ဒီကောင်လေးနဲ့အလိုက်တင်လေးမဆွဲဘဲနဲ့ချုပ်သွားမယ်။ဘယ်ထိချုပ်သွားမလဲဆိုရင်အခုဒီမှာဒီဖက်ချမ်းလေးချုပ်ရင်ဒီဖက်လေးလှန်လိုက်တွေ့လား။တွားတူလေအလိုက်တင်လေးဆုံးပြီးတော့တောက်လျှောက်ချုပ်သွားမယ်။အဲ့ဒီအစင်သေးလောက်ပဲနော်။ ဟုတ်ပြီအအားဆိုရင်ခြေတို့အခုဒီနေရာမှာတကြောင်ချုပ်ပြီးွားပြီပေါ့နော် ချုပ်ပြီးသားလို့ရှိရင်အခုသူ့ရဲ့အခုဒီဘက်အခုံးလေးပေါ့နော်ဒီဘက်အခုံးလေးအဲ့တော့ဒီနေရာမှာခြေတို့မာကင်လေးရှိမှာပေါ့နော်သူရဲ့ဒီချုပ်ရိုးလေးနဲ့ကိုခြေတို့ကိုဒီလိုလေးထိန်းလိုက်မယ်နော် ဟုတ်ကဲ့ဟုတ်ပြီအဲ့အပီးသားလို့ရှင်ဒီနေရာမှာသူ့ရဲ့အကွဲလေးလက်လက်လေးပဲဒီနေရာကနေခြိတုပ်မယ်ခြိတုပ်ပြီးသားလို့ရှင်အခုဒီနားမှာ 1cm လောက်ပေါ့နော်ဒီလောက်လေဒီကနေတောက်လျှောက်တချောင်းချုပ်လာမယ်နော်โอเคဟုတ်ပြီ